ါဟိုဟာပေါ့နော်ဒီသွားတွေစစ်ဆေးတဲ့အခါတွေမှာဆိုလို့ရှိရင်ကားတွေကလိုင်စင်ကားကြီးတိုင်းထားပေးချထားမယ်အားတချို့မလိုလိုတွေကကျန်းဖက်တွေကနံပါတ်တွေမှတ်ထားမယ်ဒီနံပါတ်ကတော့ဘယ်နေရာမှာရှိပါလဲဘယ်နားမှာရှိပါလဲဒါဒီကားကတော့ဘယ်သူစီးပါလဲဘယ်ဝါစီးပါလဲဥပမာဆိုကြပါစို့ကောက်ဝတ်တော့ဆိုနံပါတ်ကောက်လဲလိုက်လို့ရတယ်နော်နံပါတ်ကောက်လဲလိုက်လို့ရတယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဝတ်တောက်ကဖန်စီခြင်းကပောက်ကူတော့အတွက်ခီးသွွားရမှာအခက်ခဲဖြစ်စေတာကြောင့်အမိတ်ပြန်လဲရုပ်သိမ်းပေးဖို့တောင်းဆိုလိုက်တဲ့ပောက်ကူတော်ရုပ်တံကိုတင်ဆက်ပေးသွားမှာမို့ အဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါအောင်ခင်ဗျာအဲမျိုးများအလုံးမင်္ဂလာပါဗျာဒီနေ့ကတော့တရက်6လပိုင်း2000နဲ့မှ25ဖြစ်ပါတယ်ဗျာမကြခင်ပါလဲဒီเนาะဦးဇင်းတို့ရွေးကောက်ပွဲတွေဆိုလဲဒါပြောရလို့ကျွန်တော်စီအုံးမှုတွေရွေးကောက်ပွဲပါတီတွေရဲ့ပုံရိပ်တွေ site ပေါ်မှာ Facebook တွေမှာ TikTok တွေမှာ YouTube တွေမှာတော်တော်များများတော့မြင်တွေ့နေရတာပေါ့เนาะ မြင်တွေ့မြင်တွေ့လာပြီပေါ့ဗျာเนาะပြည်သူတွေနဲ့ထိတွေ့လာပြီလို့ပြောပြည်သူတွေနဲ့ထိတွေ့လာပြီပြောပါပေါ့เนาะဘာလို့ပဲပြောလို့ရမှာပဲပြည်သူနဲ့ထိတွေ့လာပြီပေါ့เนาะအဲ့ဒါဘာပြောပြောပါဘယ်လိုပဲဖြစ်ဖြစ်ဒီကောက်ပွဲကြီးအောင်မြင်မြင်နဲ့ကျင်းပနိုင်မှုအောင်မြင်မြင်နဲ့ပြည်စည်းနိုင်မှုပဲဦးစင်းတို့ကတော့ဟုတ်လားဆိုတော့ပါပဲဒါမြန်ပေါင်းဆိုရချုပ်ဒီမှန်ဖြစ်သွားမလားဘယ်လိုမှဖြစ်သွားမလဲဆိုတော့ဦးစင်းတို့လည်းနိုင်ငံရေးအခြေအရအဲ့လောက်ညမမီဘူးပေါ့ဗျာမမီဘူးတော့ကြောင့်ဒါတော့ပြောနိုင်နေဘူးဒါနဲ့ ပါတီစုံဒီမိုကရေစီနော်ဘယ်လိုပဲဖြစ်ဖြစ်ပါညမောင်ကျော်ဆိုတာဖြစ်ဖြစ်ပါတီစုံဒီဝိုင်းဖြစ်ဖြစ်အကုန်လုံးဖြစ်ဖြစ်ကြာဥစဉ်တော့ကျိုးစိုးတော့ဝမ်းပါတယ်နော်ဝမ်းပါတယ်အဲဒါနဲ့မစားဥစဉ်တော့ဒီခုကောက်ဝတ်တောက်တွေမှာ6လပိုင်းတရက်နေ့2025ခဲ့တရက်6လပိုင်း2025ဆိုတော့ဒီနေ့ပဲကောက်ဝတ်တောက်တွေကိုစပါမယ်လို့ဥစဉ်တော့ကြားသိရတယ်ဗျာနော်ကြားသိရဆိုလို့ရှိရင်ဝန်ထမ်းကားတွေတောင်မှမော်တော်ဘီကယ်ရဲ့မော်တော်ဘီကယ်တွေစီးရတဲ့ချုပ်ဝတ်တောက်တွေကိုတောင်မှခနေ့ကမန္တလေးတိုင်းနော်ရေဦးအကြီးဆုံးပေါ့ဒါကြီးကိုယ်တိုင်မဲအေးတဲ့ ါတော့ကတော့မင်းတို့ကားကြီးပဲစဖမ်းရမှာပဲတဲ့အဲ့တော့ငါတို့ဗလာဖမ်းတဲ့အခါမှာတော့မရှိဘူးဆိုတဲ့ဇာတ်တော့မပြောနဲ့တော့မရှိကတိညာမှာပဲတဲ့ခုနိတူစာပဲဒီတန်တဲ့အရာတွေကိုလည်းအော်မမကားတွေဖမ်းတယ်အဲ့မှာထားလူတွေကားတွေဖမ်းတာမဖမ်းတာဥစဉ်ကမပြောလို့ဘူးမပြောလို့ဘူးဝန်ထမ်းကားတွေအကြောင်းဥစဉ်နည်းနည်းလေးတောက်တာချင်ကြတာနော်ဝန်ထမ်းတွေကားတွေအဲ့တော့မော်တော်ပြည်ကယ်တွေမှာတခါတလေလူကြီးခရီးစဉ်ရှိလို့ရှိရဲ့မော်တော်ပြည်ကယ်တိုင်းကကားမစီးနိုင်ဘူးဗျာလိုင်စင်ကတော့မပြောနဲ့မော်တော်ပြည်ကယ်တိုင်းကားဝတ်တောက်တော့မစီးနိုင်ဘူးနော်ကားဝတ်တောက်တော့မစီးနိုင်ဘူး လူကြီးတိုင်းစီရှိမယ်ရှိလို့ရှိရင်ဆိုင်ငယ်နဲ့ပြရမယ်ဆိုင်ငယ်နဲ့လာရမယ်အဲ့လိုဆိုင်ငယ်နဲ့လာတဲ့အခါမှာအန္တရာယ်များတယ်ဒီခေတ်ကအကြမ်းဖက်တရားမော်တော်မော်တော်ပီကယ်တွေဘာတွေနာနားမလဲဘူးနော်အန္တရာယ်များတယ်ဒါမြန်မာနိုင်ငံခင်ဗျာမန်လေးမြို့ကအေးချမ်းတဲ့အနေထားလည်းမရောက်သေးဘူးနော်အေးချမ်းသွားတဲ့အနေထားလည်းမရောက်သေးဘူးအကြမ်းဖက်တွေလည်းမရှိလို့ရှိသေးတာပဲအဲ့တော့ဟုတ်ပြီမော်တော်ပီကယ်တွေမှာလည်းအန္တရာယ်ရှိတယ်အဲ့တော့မော်တော်ပီကယ်တွေမှာတချို့ကရှိတဲ့ဟာတွေကားချပေးမှလားကားထုတ်ပေးမှလားမိကွန်းကအပြန်ထုတ်ရမယ်တဲ့ ဟာအရင်ဒိတ်တွေအတွက်ဦးစင်းတို့ဟုတ်ပြီတိုင်းခရိုင်တို့ဒီမြို့နယ်ရဲစခိုင်းတွေတိုင်းခရိုင်တွေအကြောင်းကိုလည်းပြောမယ်အခါတလေဒီတိုင်းခရိုင်တွေမှာလည်းဆင့်ဖန်ရတဲ့အရာတွေရှိတယ်ဘယ်နေရာမှာမရှင်ရှိတယ်ဘယ်နေရာမှာပါရှိတယ်ဆိုဘယ်နေရာမှာဟိုဘာဖြစ်တယ်ဆိုတွားရမယ်ဖမ်းရမယ်အဲဆိုဒီတိုင်းခရိုင်တွေကားနဲ့တွားမယ်အကားနဲ့တွားလို့ရှိရင်ရုံးကားကိုတုံးရမှာလားရုံးကားကိုတုံးရင်အချိန်ကရုံးကားမှာအဲရုံးမှာကတိုင်းခရိုင်မှာကဘယ်နှစ်စီးရှိလိုင်စင်ကဘယ်နှစ်စီးရှိလဲအဲတိုင်းခရိုင်မှာရှိတဲ့ရဲတိုင်းမှာအဲကားတွေကရှိတယ်လား ဟုတ်ပြီရှင်းရင်တော့မအဲ့ကိုကားရှင်းတော့မအဲ့ကားကြီးနဲ့ license ကားကြီးနဲ့တွားပြီးဖမ်းရမှာလားအဲ့အကြမ်းဖက်က license ကားကြီးကိုမှတ်ပြီးမှာ license ကဘလူဘလူကဒီ license က number ကြီးနဲ့ဘလူစီးပါလေဘလူစီးပါလေဆိုဘလို့လုံးမလဲဘလို့လုံးမလဲဟုတ်ပြီနောက်တစ်ချက်မြဝတီဒေတာမှာစီရေးဆက်လက်တင်းမှာနေကရင်ပြည်နယ်မြဝတီဒေတာမှာ အခုရက်ပိုင်းအတွင်းလက်နက်ကြီးတံတွေညတိုင်းကြားနေရလို့တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားလာမှာကိုဒေသခံတွေကစိုးရိမ်နေကြတယ်လို့ဒေသခံတွေကပြောပါတယ်။လွန်ခဲ့တဲ့၃ရက်ခန့်ကစလို့မြဝတီတောင်ဘက်ရှိတေဘောဘိုးစခန်းအတွက်စစ်ကူစစ်ကြောင်းထိုးလာတဲ့နာဆာကစစ်ကြောင်းကိုကရင်လက်နက်ကင်တပ်တွေနဲ့ပူးပေါင်းတပ်တွေကတိုက်ခိုက်ခဲ့တာကြောင့်စစ်ရေးဆက်လက်တင်းမာနေတာဖြစ်ပါတယ်။ ယမန်နေ့ညဖြစ်တဲ့မေလ31ရက်နေ့ညမှာလဲကျေလောင်တော်လက်နက်တန်ကြီးအချို့ကိုမြောက်ရီမျိုးပေါ်ကနေကြားခဲ့ရကြောင်းနဲ့လက်နက်ကြီးအရှိန်ကြောင်းနေအိမ်တွေပါတုံခါမှုရှိခဲ့တယ်လို့မြောက်ရီမျိုးခန့်တွေကပြောပါတယ်မြောက်ရီဘက်မှာတိုက်ပွဲတွေပြန်ဖြစ်အောင်မဲ့ထင်တယ်ညကအုံခန့်နဲ့ပဲအိမ်အောင်တုံသွားတယ် ဖြစ်တော့ဖြစ်နေကြတာပဲဘယ်ဘက်တွေလဲတော့မသိဘူးညဆိုအတန်တွေတော့အမြဲကြားရတယ်လို့မြဝရီမျိုးခံတယောက်ကပြောပါတယ်ထိုလက်နက်ကြီးအတန်တွေကိုမြဝရီမျိုးတစ်ဖက်ကမ်းရှိထိုင်းနိုင်ငံမဲဆောက်မျိုးပေါ်ကနေတောင်ကြားနေရတယ်လို့မဲဆောက်မျိုးဒေသခံတယောက်ကလည်းမှတ်ချက်ပြုထားပါတယ်ပြီးခဲ့တဲ့မေလကုန်ပိုင်းကတည်းကထိုင်းမြန်မာနယ်စပ်ရှိဘလဲတိုစခန်းကိုကရင်မျိုးသားလူမျိုးရေးတပ်မတော် KNLA ကရင်မျိုးသားကာကွယ်ရေးတပ် ANDO နဲ့ PDF တပ်တွေကပူးပေါင်းတိုက်ခိုက်နေတာဖြစ်တယ်လို့ ဒေတာတွင်တည်ရင်အင်းမြင့်တွေကဖော်ပြထားကြပါတယ်။ဒီလိုအခြေအနေတွေကြောင့်တိုက်ပွဲတွေဖြစ်ပွားလာမှာကိုဒေတာခံတွေထိတ်လန့်နေကြသလိုတိုက်ပွဲတွေရရှိကြစွာဖြစ်ပွားလာပြီးတိုက်ပွဲတွေကြောင့်နေဆက်ကုံတွေရေးတွေရပ်တန့်သွားမှာကိုဒေတာခံတွေက စိုးရိမ်နေကြတာဖြစ်ပါတယ်။နာဆာကဘက်ကတော့ယာယီပြစ်ခတ်တိုက်ခိုက်မှုရစဲရေးကာလကိုအခုဇွန်လတလလုံးကိုထပ်မံတိုးမြင့်ထားကြောင်းမေလ31ရက်နေ့ကထုတ်ပြန်ကြေညာထားပါတယ်။ ထို့တော်လည်းဒေတာအချို့မှာတော့စည်ရည်တင်းမာမှုတွေနဲ့တိုက်ပွဲတွေကဆက်လက်အရှိန်မြင့်နေစေဖြစ်ပါတယ်။လာပါလိမ့်လဲဖမ်းဆီးရတဲ့ခါရှိတယ်၊သွားရတဲ့ခါရှိတယ်၊ပြေးလို့ရတဲ့ခါရှိတယ်။အဲ့ဒီကားကြီးနဲ့သွားပြီးမှလိုင်စင်ကားကြီးနဲ့ကို့မှရှိတဲ့တချို့လိုင်စင်ကားကြီးနဲ့သွားရမှာလား။အခုတော့ရှိတာပေါ့ဗျာ။နိုင်ငံတော်ကနေပြီးမှကဲအဲ့လိုဖမ်းဆီးရရှိရတဲ့ကြောင့်ငါတို့ကားထုတ်ပေးမယ်၊ငါတို့မင်းတို့ကားနံပါတ်တွေဘယ်လိုလုပ်ပေးမလဲ။ကဲကားအစီးဘယ်လောက်ချပေးမလဲ။ဟောအော်ရင်သိမ်းနေအတွက်ငါတို့မန္တလေးမှာဆိုလို့ကားအစီး90ချပေးမယ်။ ်အာတိုင်းခရိုင်တို့တိုင်းခရိုင်မျိုးနဲ့စခန်းတွေအတွက်ကားအစီအစဉ်ငါတို့တရားချပေးမယ်အာစပါလေ SSP တွေဟိုဟာတွေအတွက်တော်လိုင်းတွေအတွက်ကဘယ်လောက်ချပေးမယ်အပြည်လူစစ်တွေလည်းထုံနေတူသွားပဲပြည်လူစစ်တွေလည်းထုံနေတူသွားပဲလိုင်စင်ကားကြီးမစီးနိုင်ကြလို့မလို့လိုင်စင်ကားကြီးမစီးနိုင်လို့မလို့စီးနိုင်တဲ့ပြည်လူစစ်တွေရှိတယ်စီးနိုင်တယ်လည်းအဲ့ကားကြီးစီးတို့မှမိသားစုအန်တရရှိတယ်တို့တို့ကလက်နဲ့အပြည့်စုံရှိတာမဟုတ်ဘူးလက်နဲ့အပြည့်စုံရှေးတန်းမှာပဲခင်ရတာဟုတ်ပြီရှေးတန်းမှာဒိဋ္ဌာသွားပို့မယ်စားရေးတော့ရေးသွားပို့မယ်ဒါလည်းခင်ဗျားတို့နောက်ကတန်ဖိုးမှုက ကိုပြည်သူစီကိုပဲတခါလေလက်ကြိတ်ခါစားစီရတော့ပို့နေရတာမထောက်ပံ့ဘူးလားထောက်ပံ့တယ်လုံလောက်လားမလုံလောက်ဘူးအဲ့ဒီခါတော့ပို့တဲ့ခါဘယ်သူကဒါတွေကိုဘီယူဆိုင်လိုက်ပို့มาလဲဒါဥစဉ်ကတုံးတက်ကြတာပဲเนาะတုံးတက်ကြတာပါဥပဒေကိုတော့လေးစားပါတယ်ဥပဒေတိုင်းတကယ်လုပ်တယ်ဥပဒေတိုင်းတကယ်ဆောင်ရွက်တယ်ဆိုတော့ဥစဉ်တို့အနေနဲ့ဘာမှပြောစရာမဒါပေမဲ့ဒီချိန်မှာရဲအခက်အခဲရှိတယ်လို့ပဲဥစဉ်တို့ကတော့တုံးတက်ခြင်းတွေပဲเนาะဖန်စစ်စေးတွေသွားတဲ့အခါနောက်စစ်စေးတွေသွားတဲ့အခါ ဒါဟိုဟာပေါ့နော်ဒီဟိုဟာတွေစစ်ဆေးတဲ့အခါတွေမှာဆိုလို့ရှိရင်ကားတွေကလိုင်စင်ကားကြီးတိုင်းချပေးချထားမယ်။အားတချို့မလိုလိုတွေကကြမ်းဖက်တွေကနံပါတ်တွေမှတ်ထားမယ်။ဒီနံပါတ်ကတော့ဘယ်နေရာမှာရှိပါလဲ၊ဘယ်နာမှာရှိပါလဲ။ဒါဒီကားကတော့ဘယ်သူစီးပါလဲ၊ဘယ်ဝါစီးပါလဲ။ဥပမာဆိုကြပါစို့ကားဝတ်တော်ဆိုနံပါတ်ကောက်လဲလိုက်လို့ရတယ်။နော်နံပါတ်ကောက်လဲလိုက်လို့ရတယ်။အဲ့တော့ဥစဉ်တော့ကတော့ဒီချွန့်ချက်ဥပဒေကတော့ချွန့်ချက်ဆိုတာမရှိပါဘူးနော်။ဘယ်လိုတွေဟိုကတော့တက်လာလဲဥပဒေကဟုတ်လား။ ရသမလာကြီးကိုယ်တိုင်ကာကျော်ကြီးကိုယ်တိုင်ဝင်းကျော်ကြီးကိုယ်တိုင်တက်မှတ်တာဆိုတော့လဲခက်တယ်ဗျာနော်အဲ့တော့ကြံပြီးမှမဲလုံးတက်မလားဘလို့နေထားလို့မလဲနားလဲမူမှလို့မလားနားလဲမူကတော့ဥစဉ်တော့လုံးမဲ့တော့မထင်ဘူးဗျာနော်အခုဒါတော့မှနက်စည်းဝဲတွေခေါ်ပြီးမှတော့မှကြက်ကြက်မက်မက်ဩနေပြီးတော့ဆင်းဖန်တာတွေဘာဖန်တာတွေတော့မှဥစဉ်တို့ကြားတီးရဒီကာဝတ်တောက်တွေနဲ့ပတ်တယ်ဒီမှာနော်အဲ့တော့ဘာပဲပြောပြောပါပြန်ကိုဝင်နန်းနေအတွက်ကတော့ဝင်နန်းနေအတွက်ကတော့အန်ဒီရေပုံများသွားပြီလို့ပဲဥစဉ်ကတော့တုံ့တက်ချင်ပါတယ်ဗျာနော်အန်ဒီရေပုံများသွားပြီနော်အဲ့တော့ မယူဆိုင်ကြပါလို့ပြောမယူဆိုင်ပါလို့ပဲပြောတာလွယ်လို့ကျန်တာဦးစင်းတို့ကလည်းဒီလောက်ပဲเนาะခေါင်းကြီးတွေကတော့ဘယ်လိုလာအောင်လို့မတီးဘူးပေါ့ဗျာเนาะအဲအားလုံးတော်ပါပဲဗျာ